မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါအောင်ဆန်းစုကြည်နိုင်ငံရေးရင်ကျေးမှုစန္ဒလိသဘောတရားနဲ့ຫນွေဦးတော်လန်ရေးစောင်းပါဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကြခင်လူမှုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့80နှစ်မြောက်မွေးနေ့သို့ရောက်ရှိလာပြန်တော်မှာဖြစ်ပါတယ်။စစ်ကောင်စီအာဏာသိမ်းလိုက်ပြီးနောက်အစောပိုင်းကာလက2021 ဒီမိုကရေစီကြိုးပမ်းမှုဟာသူမနဲ့မဆိုင်သလိုသူမကိုမလိုအပ်တော့သလိုစသဖြင့်ပြည်တွင်းနဲ့ပြည်ပမီဒီယာတွေကတော့၎င်းအခြားသောစကားဝိုင်းတွေကတော့၎င်းထဆင့်ဝါဒဖြန့်မှုတွေမနေမနောရှိခဲ့ကြပါရဲ့တကယ်တော့မြန်မာပြည်ဒီမိုကရေစီအရေးကြိုးပမ်းလှုပ်ရှားမှုကိုလူလူကောင်းဆောင်တော်အောင်ဆန်းစုကြည်နဲ့ခွဲခြားမြင်လို့မရနိုင်ပါ2021ခုနှစ်မြန်မာလူလူရဲ့အထူးသဖြင့်လူငယ်မျိုးဆက်သစ်တွေရဲ့ဒီမိုကရေစီအရေးဆွမ်းဆန်းတမန်ကြိုးပမ်းမှုဟာတော်အောင်ဆန်းစုကြည်ပြောထောင်ပေးခဲ့တာရဲ့အကျိုးဆက်လို့ဆိုရင်ဆိုနိုင်ပါတယ် ်ဘာကြောင့်လဲဒေါအောင်ဆန်းစုကြည်ကထောင်ထဲကနေမစ္စတာရှောင်းတာနဲ့ကို အမပါလိုက်သောဇကာရီထဲမှာအထက်ပါအယူဆကိုထင်ဟတဲ့ဇကာတခွန်ပါလာခဲ့တယ်ပြည်သူတဦးချင်းစီအတွက်ကျမအရန်ဂုဏ်ယူတယ်အထူးသဖြင့်လူငယ်တွေအတွက်ကျမဂုဏ်ယူတယ်ဒီမိုကရေစီရဲ့အရသာကိုနှစ်အနည်းငယ်လေးလောက်ပဲသူတို့ကြုံခဲ့ရပေမဲ့ဒီစနစ်ကိုတန်ဖိုးထားခုခံကာကွယ်လို့စိတ်အပြည့်ရှိတာကိုတွေ့ရလို့ကျမဝမ်းသာတယ်ဒီဇကာရဲ့နောက်ပိုင်းမှာသူမျှော်မှန်းခဲ့တဲ့ သူလမ်းပြပြောထောင်ခဲ့တဲ့နိုင်ငံရေးစံတလေး political cultural ဆိုင်ရာသဘောတရားအချို့ပါဝင်နေပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရှောက်ခဲ့တဲ့လမ်းအခုအမှပါလိုက်တဲ့ဇာတ်ကားနဲ့2021ဒီမိုကရေစီအရေးချိုးပန်းမှုဟာအဆက်ဆက်ရှိနေတယ်ဆိုတာကိုအောက်ပါ theory အယူအဆများကခြောက်ပံ့ပေးနေပါတယ်။နိုင်ငံရေးဖြစ်စဉ်ဖြစ်ရပ်တွေကိုလေ့လာဆန်းကြည့်ကြတဲ့အခါနိုင်ငံရေးသိပ္ပံမှာအခြေခံအသုံးပြုတဲ့အဓိက theory ချင်းကပ်မှုကြီး၃မျိုးရှိပါတယ် အဲ့ဓာတွေကတော့ institutional approve, rationality approve and cultural approve ဖြစ်ပါတယ်။ institutional approve ဆိုတာကနိုင်ငံရေးဖြစ်စဉ်ဖြစ်ရပ်တွေဟာနိုင်ငံရေးစက်ကောင်တွေရဲ့နိုင်ငံရေးဆုံးဖြတ်ချက်တွေ အပြုအမူတွေစီကနေလာရလေရှိပြီးအဆိုပါနိုင်ငံရေးဆက်ကောင်တွေရဲ့နိုင်ငံရေးဆိုင်ရာဆုံးဖြတ်ချက်တွေလှုပ်ဆောင်ချက်တွေဟာလည်းသက်ဆိုင်ရာလူအဖွဲ့အစည်းမှရှိနေတဲ့ဥပဒေမူပေါင်း institution မူပေါင်းအကန့်အသတ်အတွင်းကနေပဲလာရလေရှိတယ်လို့ဆိုပါတယ် rationality approve ဆိုတာကတော့နိုင်ငံရေးဆုံးဖြတ်ချက်တွေကိုချမှတ်ကြတဲ့နိုင်ငံရေးဆက်ကောင်တွေဟာလူသားပြည်ပြည်မိမိတကိုယ်ရဲ့အကျိုးစီးပွားသို့မဟုတ်မိမိသက်ဆိုင်ရာအဖွဲ့အစည်းအကျိုးစီးပွားကိုရှေ့ရှုလေရှိပြီး၎င်းတို့အတွက်ကောင်းကျိုးအများဆုံးဘယ်လိုဖော်ဆောင်မလဲနဲ့ဆိုးကျိုးအနည်းဆုံးဘယ်လိုဖော်ဆောင်မလဲဆိုတဲ့ ဈေးတွက်တွက်နည်းအခြေခံစဉ်းစားချက် cost and benefit calculation ကနေပေါ်ထွက်လာလိမ့်ရှိတယ်လို့ဆိုကြပါတယ် institutional approach နဲ့ rationality approach ဟာပြည်မနိုင်ငံရေး theory ကြီးတွေဖြစ်လို့အလွန်ကျေပြန့်ပါတယ် တို့ချင်းကပ်မှုကိုအခြေခံပြီးပေါ်ထွက်လာတဲ့ theory ငယ်ပေါင်းများစွာလည်းရှိပြီးဒီနေရာမှာသူတို့ကိုရှင်းပြလို့ရင်ရည်ရွယ်ချက်မဟုတ်တာမို့အသေးစိတ်မဆွေးနွေးလို့တော့ပါဘူးဒီနေရာမှာအဓိကပြောချင်တဲ့ theory ကအပေါ်မှာပြောခဲ့တဲ့အကြောင်းအရာနဲ့ဆက်စပ်နေတယ် cultural approach ပါနိုင်ငံရေးဖြစ်စဉ်တွေပေါ်ထွက်လာမှုရဲ့အကြောင်းအရင်းခံဖြစ်တဲ့နိုင်ငံရေးစက်ကောင်တွေရဲ့ဆုံးဖြတ်ချက်တွေအပြုမှုတွေဟာသက်ဆိုင်ရာလူအဖွဲ့အစည်းတွေမှာရှိနေတဲ့နိုင်ငံရေးယဉ်ကျေးမှုစံတလေး political cultural တွေမှာမြေပြားခံလေးရှိတယ်လို့ဆိုပါတယ် တနည်းအားဖြင့်နိုင်ငံရေးယုံကြည်မှုနိုင်ငံရေးစံတန်ဖိုးတွေကအရေးကြီးတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။နိုင်ငံရေးယဉ်ကျေးမှုစံတလေး political culture ဆိုတာနိုင်ငံရေးဖြစ်စဉ်တွေရဲ့အသွင်သဏ္ဍာန်နဲ့အနှစ်သာရကိုဖြစ်တွန်းပေါ်ပေါက်စေတဲ့နောက်ခံအခြေခံစံတန်ဖိုးခံယူချက်နဲ့တိမှုဆိုင်ရာအစုအပေါင်းတွေပဲဖြစ်ပါတယ်။တနည်းအားဖြင့်နိုင်ငံရေးဆိုင်ရာလက်ခံယုံကြည်မှုမယုံကြည်မှုတွေကိုပြဋ္ဌာန်းပေးတဲ့အခြေခံယုံကြည်ချက်ဖြစ်တဲ့နိုင်ငံရေးယဉ်ကျေးမှုစံတလေး political culture ဆိုတာလူသားတွေရဲ့မွေးရပါပြီးစမဟုတ်ပါဘူး။ သူကျင်လျာဒေတာနဲ့ခေစနစ်ဝင်းကျင်တဲ့ကနေလေ့ကျင့်သင်ယူကြရတဲ့အရာလို့ဆိုပါရယ်အဲ့ဒီလိုနိုင်ငံရေးယဉ်ကျေးမှုစံတလေးတွေကိုလေ့ကျင့်သင်ယူရတဲ့ဖြစ်စဉ်ကိုပညာရှင်တွေက political socialization ဖြစ်စဉ်လို့ခေါ်ကြပါတယ်။ဒါကြောင့် cultural approve အရာကြည့်မယ်ဆိုရင်နိုင်ငံရေးယဉ်ကျေးမှုစံတလေးတွေကိုလေ့ကျင့်သင်ယူရတဲ့ဖြစ်စဉ် political socialization ကနိုင်ငံရေးယဉ်ကျေးမှုစံတလေး political culture ကိုမွေးဖွားပေးပြီးနိုင်ငံရေးယဉ်ကျေးမှုစံတလေး political culture ကလူတွေရဲ့နိုင်ငံရေးဆုံးဖြတ်ချက် နိုင်ငံရေးလှုပ်ဆောင်ချက် political decision action တွေကိုမွေးဖွားပေးတယ်လို့ဆိုပါတယ်။နိုင်ငံရေးရင်ကျေးမှုစံတလေး political culture သဘောတရားနဲ့ပတ်သက်ရင်ပထမဆုံးလူမှုသိပ္ပံနည်းကြားစနစ်တကျသုတေသနပြုဖော်ထုတ်ပြခဲ့တဲ့သူတွေကတော့ပညာရှင် KBS Alignment နဲ့စနီဘေးပါတို့ဖြစ်ပြီး The Civic Culture အမည်နဲ့1963မှာ သူတေသနာကျန်းစာဆောင်ထုတ်ဝေခဲ့ပါတယ်။၎င်းတို့ရဲ့သူတေသနာတွေးရှိချက်အစိုးရနိုင်ငံရေးစနစ်တကူအထူးသဖြင့်အဲ့ဒီစနစ်အတွင်းမှာရှိတဲ့နိုင်ငံရေး institution တွေဥပမာလွှတ်တော်အစိုးရစသဖြင့်ရဲ့သက်ဝင်လက်ပတ်မှုစနစ်နဲ့အဲ့ဒီစနစ်အတွင်းမှာရှိတဲ့လူတွေရဲ့နိုင်ငံရေးဆိုင်ရာယုံကြည်မှုစံတန်ဖိုးတွေဟာထပ်တူကြတဲ့အခါအဲ့ဒီစနစ်ဟာတည်ငြိမ်ပြီးရေရှည်ရှင်သန်နိုင်တယ်လို့ဆိုပါတယ်။တည်ငြိမ်ပြီးရေရှည်ရှင်သန်နိုင်မဲ့ဒီမိုကရေစီစနစ်ဖြစ်ဖို့အကောင်းဆုံးနိုင်ငံရေးယဉ်ကျေးမှုစံတလေကတော့စစ် civic culture ပဲဖြစ်တယ်လို့ဆိုခဲ့ပါတယ်။ civic culture ဆိုတာကတော့တာဝန်သည့် democracy နိုင်ငံသားကောင်းတစ်ယောက်အဖြစ်လက်ခံကျင့်သုံးနေထိုင်တတ်မှုနဲ့အစိုးရနဲ့နိုင်ငံသားကြားအပြန်အလှန်ယုံကြည်လေးစားမှုရှိတဲ့စံတလီမျိုးလို့အချင်းချုပ်ဆိုနိုင်ပါတယ်။တပိုင်းနဲ့ထဲမှာပဲနိုင်ငံရေးစနစ်တစ်ခုနဲ့အဲ့ဒီစနစ်အတွင်းမှာရှိတဲ့လူတွေရဲ့နိုင်ငံရေးဆိုင်ရာယုံကြည်မှုစံတန်ဖို့တွေဟာထပ်တူမကြတဲ့အခါတနည်းအားဖြင့်စန့်ကျင်မှုတွေရှိနေတဲ့အခါမှာတော့ political alienation လို့ခေါ်တဲ့နိုင်ငံရေးစနစ်အပေါ်အယုံကြည်ကင်းမဲ့မှုဓာတ်လေးကလူတွေကြားမှာပေါ်ပေါက်လာတတ်ပါတယ် political alienation ပြင်းထန်လာတာနဲ့အများနိုင်ငံရေးစနစ်အပြောင်းလဲတွေကိုဖိအားပေးတောင်းဆိုလာတာတွေနောက်ဆုံးတော်လှန်ပုံကန်တာတွေဖြစ်လာတတ်တယ်လို့ဆိုပါတယ်နိုင်ငံရေးရင်ကျေးမှုစံတလေး political culture သဘောတရားနဲ့ပတ်သက်ရင် ်ဂေဘီယယ်ရောမန်နဲ့စစ်မီဘတ်ပါတို့နောက်ပိုင်းဩစာကြည့်တဲ့နောက်ထပ်ပညာရှင်တအူကတော့အမေရိကန်လူမှုသိပ္ပံပညာရှင်ရာနာအင်ဂါဟာဖြစ်ပြီး၎င်းကလည်း1989မှာ The Silent Revolution လို့ခေါ်တဲ့နိုင်ငံရေးသုတေသနကျမ်းတစ်စောင်ပြုစုထုတ်ဝေခဲ့ပါတယ် အင်္ဂဟတ်ရဲ့သူတေသနာတွေ့ရှိချက်မှာအဓိကထောက်ပြတဲ့ယူဆကတော့ရုပ်ဝါဒလွန်နိုင်ငံရေးယဉ်ကျေးမှုစံတလီ Post Medallion Lesson အယူအဆပါ၎င်းရဲ့အဆိုအရလူတွေရဲ့နိုင်ငံရေးယဉ်ကျေးမှုစံတလီတွေဟာအသိဉာဏ်ပညာကျေဝါမှုအစဉ်အတန်လူနေမှုအစဉ်အတန်မြင့်လာတာနဲ့အများရုပ်ဝတ္ထုအခြေခံမှု Material Concern ကနေရုပ်ဝတ္ထုအလွန်စံတန်ဖို့ Post Material Concern တွေကိုအခြေခံမှုစီတော့ခုပြောင်းလာတတ်ကြတယ်လို့ဆိုပါတယ် ရုပ်ဝတ္ထုအခြေခံမှုဆိုတာကတော့လူတွေရဲ့စားဝတ်နေရေးဆိုင်ရာအခြေခံလိုအပ်ချက်ဖြစ်တဲ့ရုပ်ဝတ္ထုတွေကိုအတိအကအလေးထားအယုံစိုက်တဲ့ဓာတ်လိမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။ရုပ်ဝတ္ထုအလွန်ဆန်တန်ဖို့ post material concern တွေကိုအခြေခံမှုဆိုတာကတော့လွတ်လပ်မှုတန်းတူညီမျှမှုတရားမျှတမှုစတဲ့လူသားအခွင့်အရေးတွေကိုအတိအကအလေးထားအယုံစိုက်တဲ့ဓာတ်လိမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။တနည်းအားဖြင့်လူတွေရဲ့နိုင်ငံရေးဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုတွေဟာစားဝတ်နေရေးဆိုင်ရာရုပ်ဝတ္ထုအခြေခံစဉ်းစားချက်နဲ့လှုပ်ဆောင်ကြခြင်းမဟုတ်ဘဲလူကုန်သိက္ခာနဲ့ လူသားရပိုင်ခွင့်ဆိုင်ရာအခြေခံစံတန်ဖိုးတွေကိုအာယုံပြုစဉ်းစားချက်နဲ့လှုပ်ဆောင်ကြခြင်းဖြစ်တယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ဒီအယူအဆတွေဟာလက်ရှိနေဦးတော်လိုင်းရင်းနဲ့ဘလို့ပတ်သက်နေလဲ။ဒေါအောင်ဆန်းစုကြည်ဟာ2012ခုနှစ်မှာအဲ့အချိန်ကသမရဦးသိန်းစိန်နဲ့တွေ့ဆုံပြီးနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနဲ့နိုင်ငံရေးအရာဖြေလျှော်ရေးတို့ကိုညှိနှိုင်းသဘောတူညီမှုရယူက2012အကြာပြတ်ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဝင်ရောက်အရွေးခံပြီးအပြတ်အသတ်အနိုင်ရခဲ့ပါတယ်။ 2022ခုနှစ်မှာစတင်လိုက်တဲ့နိုင်ငံရေးဖြစ်ရောမှုအခင်းအကျင်းကြီးက2021ခုနှစ်အာဏာသိမ်းမှုမတိုင်မီအထိရှင်းနစ်ကြော်ကြာမြင့်ခဲ့ပါတယ်။ အဲ့ဒီကာလအတွင်းမှာဒေါအောင်ဆန်းစုကြည်ဟာရခင်ကအန်တီလို့အခေါ်ခံရကနေအမေလို့အခေါ်ခံရတဲ့အဆင့်ကိုရရှိခဲ့ပါတယ်။တနည်းအားဖြင့်အမေလို့ခေါ်တဲ့မျိုးဆက်သစ်တစ်ခုကိုရရှိလိုက်ပါတယ်။အဲ့ဒီကာလအတွင်းမှာဒေါအောင်ဆန်းစုကြည်ဟာအခြေခံလူလူနဲ့လူငယ်မျိုးဆက်သစ်တွေနဲ့မြေပြင်မှာတော်လကောင်းအွန်လိုင်းကတဆင့်တော်လကောင်းအချိန်ပေါင်းများစွာကြိုးစားထိတွေ့ခဲ့တယ်လို့ဒီမိုကရေစီနိုင်ငံသားတွေရှင်းသုံးရမယ်။အခြေခံစံတန်မိုးတွေနဲ့အလေးအကျင့်တွေကိုလည်းပုံစံမျိုးစုံနဲ့လမ်းညွန်ပြသပေးခဲ့တယ်လို့ကိုယ်တိုင်လည်းစံနမူနာကျင့် င်သုံးပြခဲ့သည်2008ခြေဦးအောင် စစ်တပိုင်းဒီမိုကရေစီခေတ်လို့ဆိုပေမဲ့2018ပိုင်းစစ်အာဏာရှင်ခေတ်နဲ့နှိုင်းရှင်ရင်မြန်မာပြည်သူတွေကဒီမိုကရေစီဆိုင်ရာအခြေခံလွတ်လပ်ခွင့်တွေကိုအများကြီးခံစားခွင့်ရရှိခဲ့ပါတယ်။ရခိုင်ကနိုင်ငံရေးအကြောင်းပြောရင်နှစ်ကိုကြားတိုးတိုးလေးပြောနေကြရတဲ့အခင်အကျင်းကနေအဲကာလမှာဆိုရှယ်မီဒီယာပေါ်မှာတက်စင်တရားဝင်မီဒီယာကြီးတွေကတက်စင်ဝေဖန်ပြောဆိုတာတွေလှုပ်ခွင်ရခဲ့တယ်။စစ်တပ်ကိုပေါ်တင်ဝေဖန်နိုင်တယ်လို့အစိုးရကလည်းမကြိုက်ရင်မကြိုက်ကြောင်းပုတ်ပွင့်လင်းလင်းပြောဆိုလာနိုင်ခဲ့တယ်။ အထူးသဖြင့်အဲ့ဒီကာလမှာလူမှန်းသိတဲ့စာအရွယ်ရောက်လာတဲ့လူငယ်မျိုးဆက်သစ်တွေအတွက်တော့အဲ့ဒီလိုဝေဖန်ပြောဆိုခွင့်အပါအဝင်အခွင့်အရေးတော်တော်များများကိုရရှိခံစားနိုင်ခွင့်ဟာသူတို့နေ့စဉ်ပုံမှန်ဘဝရဲ့အစိတ်အပိုင်းတစ်ရက်လိုဖြစ်လာခဲ့ပါတယ်။တပြိုင်နက်တည်းမှာပဲအဲ့ဒီကာလတရှောင်းဒေါ်အောင်ဆန်းစုကြည်ရဲ့လူလူနဲ့တွေ့ဆုံပွဲတွေမှာ Gavia Aman နဲ့ Sydney Beba တို့ရဲ့ civic culture နဲ့ inger hat ရဲ့ post medallion listen value တွေကိုတာမန်ပြည်သူတွေနားလည်မဲ့ဟောဟာရာတွေနဲ့အများကြီးဟောပြောပေးခဲ့ပါတယ်။ ဩဇာကြီးတဲ့လူသူခေါင်းဆောင်တဦးရင်ဇက်ကားကလူသူရင်ခေါင်းထဲနဲ့ယင်တဲ့ကိုအနေနဲ့အများစိတ်ဝင်မှုရှိခဲ့တယ်လို့လူသူခေါင်းဆောင်ရဲ့စွန့်စွန့်ဆဆဆုံးဖြတ်လိုက်ရတဲ့2012ခုနှစ်နိုင်ငံရေးအရွေးဆုံးဖြတ်ချက်နဲ့အကျိုးဆက် နိုင်ငံရေးအတော်အသင့်ပြေလျော်မှု အခင်အကျင်းကြီးကလည်းဒီမိုကရေစီရဲ့အရာတာကိုလူသူနဲ့လူငယ်မျိုးဆက်သစ်တွေကြီးစံ့ွက်ရရှိခဲ့ပါတယ်။ အဲ့ဒီကာလာကြီးကိုဒီမိုကရေစီနိုင်ငံရေးရင်ကျေးမှုစံတလေးတွေကိုလေ့ကျင့်သင်ယူရတဲ့ဖြစ်စဉ် political socialization လို့ပြောလို့ရပါလိမ့်မယ်။အဲ့ဒီဖြစ်စဉ်ကြီးကတက်စင်မြန်မာပြည်သူတွေကြားမှာ Gabriel Amanen စင်နီဘက်ဘာတို့ပြောတယ် civic cultural လို့နိုင်ငံရေးရင်ကျေးမှုစံတလေး political cultural မျိုးထွန်းကားလာခဲ့တယ်လို့ Ingat Hub ပြောတယ်ရုပ်ဝတ္ထုလွန်စံတန်ဖို့ post material lesson value ကိုအခြေခံတဲ့နိုင်ငံရေးယဉ်ကျေးမှုတလီလေးထွန်းကားလာခဲ့တယ်လို့ဆိုနိုင်ပါတယ်။လူပေါင်းသိန်းသန်းချီတဲ့စွေပွဲတွေမှာပွဲပြီးတာနဲ့အမိုက်တစ်ခုမကျန်အောင်ခုတာဝန်ကိုယူခဲ့ကြပုံတွေအစိုးရအခွန်ကိုလိုလိုလားလားထိုင်ခဲ့ကြပုံတွေရွှေကောက်ပွဲတွေမှာနိုင်ရအခမ်းကဏ္ဍကနေ တက်ကြွစွာပူးပေါင်းပါဝင်ခဲ့ကြတာတွင်စသဖြင့်ဖြီသူလူလူရဲ့ပူးပေါင်းဆောင်ရွက်မှု policy participation ဟာအတော်ကိုမြင့်မားခဲ့တာတွေ့ရပါလိမ့်မယ်။အနည်းဆုံးကြည့်မယ်ဆိုရင် COVID-19 ခက်ရောဂါပိုးငွေချိန်ဤပညာအပါအဝင်အရင်အမြင့်အကန့်အသတ်များစွာနဲ့စီမံတားဆီးနေကြတဲ့အစိုးရမူဝါဒဖော်ဆောင်မှုတွေကိုအဲ့ဒီကာလလူလူရဲ့တာဝန်သိသည့်ပူးပေါင်းပါဝင်မှုတွေဟာကြီးရင်ကြီးမှုရဲ့နမူပြရုပ်တစ်ခုလို့ပြောလို့ရမယ်ထင်ပါတယ်။အတူတဖြင့်အဲ့ဒီရှင်းနေတာကာလမှာလူမှန်းသိတဲ့စာအရွယ်ရောက်လာတဲ့လူငယ်မျိုးစ က်သစ်တွေကိုအဲ့ဒီနိုင်ငံရေးရင်ကျေးမှုတလေကရှင်မျိုးဆက်တွေထံပုံမအကောင်းစွာတွမ်းမိုးခဲ့တယ်လို့ဆိုရမယ်ထင်ပါတယ်။ မြန်မာပြည်သူလူထုဟာဒီလိုကျင်းလည်လာရကနေ2021စစ်အာဏာသိမ်းမှုနဲ့ရင်ဆိုင်လိုက်ရတဲ့အခါသူတို့မှာထုံကားအကောင်းလာနေတဲ့ဒီမိုကရေစီနိုင်ငံရေးယဉ်ကျေးမှုတလေးရဲ့အခြေခံယုံကြည်မှုစံတန်ဖိုးတွေနဲ့ရုတ်တရက်ပေါ်လာတဲ့စစ်အာဏာရှင်စနစ်တို့ဟာအကြီးအကျယ်ထိတိုက်တွေ့ပြီး political alienation လို့ခေါ်တဲ့နိုင်ငံရေးစနစ်အပေါ်အယုံကြည်ကင်းမဲ့မှုလက္ခဏာတွေပေါ်ထွက်လာပါတယ်။အထူးသဖြင့်အဲ့ဒီစစ်အာဏာရှင်စနစ်ကိုခါခါတီတီလက်မခံနိုင်သော မျိုးဆက်ရှစ်ကရှစ်နှစ်တာကာလအတွင်းအရွယ်ရောက်လာပြီးဒီမိုကရေစီအခွင့်အရေးခံစားခွင့်ကိုနိုင်စဉ်ပုံမှန်ဘဝရဲ့အစိတ်အပိုင်းတစ်ရက်လိုဖြစ်နေခဲ့တဲ့လူငယ်မျိုးဆက်သစ်တွေပဲဖြစ်ပါတယ်။အကျိုးဆက်အနည်းနဲ့2021စစ်အာဏာသိမ်းမှုကိုစန့်ကျင်တဲ့လူထုအင်အားကအမခန်းကြီးမားခဲ့တယ်လို့ဒီဇိုင်းမမတ်ဖြစ်မှုကလည်းမြမသမိုင်းတွေကရခင်ခေအဆက်ဆက် အာဏာရှင်စန့်ကျင်ရေးလှုပ်ရှားမှုတွေထက်ပိုမိုအားကောင်းရှိကြခဲ့ပါတယ်။ အဲ့ဒီထဲမှာလူငယ်မျိုးဆက်တစ်တွေရဲ့ပါဝင်မှုနဲ့တက်ကြွမှုကအားအကောင်ဆုံးဖြစ်လာခဲ့ပါတယ်။2021စစ်အာဏာရှင်တော်လှန်ရေးမှာအားအကောင်ဆုံးမျိုးဆက်အဖြစ် Gen Z လို့ပင်သတ်မှတ်ခံရတဲ့အဆင့်အထိဖြစ်ခဲ့ပါတယ်။တစ်ချိန်တည်းမှာ2021စစ်အာဏာရှင်တော်လှန်ရေးမှာပါဝင်ကြတဲ့လူတွေကိုပြန်ကြည့်ရင်လည်းစာဝတ်နေရင်အခြေခံရုပ်ဝတ္ထုလိုအပ်ချက်အရာပါဝင်ခြင်းမျိုးမဟုတ်တာကိုလည်းတွေ့ရပါလိမ့်မယ်။ အများစုကပညာတန်ငွေကြေးအတော်အသင့်ပြည်လဲသူတွေဖြစ်နေတာကိုလည်းတွေ့ရပါလိမ့်မယ်။တနည်းအားဖြင့်ဒါဟာ GVFM နဲ့စင်နီဘဲပါတို့ပြောတဲ့ civic culture နဲ့ Engelhardt ပြောတယ် post Madelian listen ဘဲလူတို့ကိုအခြေခံတဲ့နိုင်ငံရင်းညင်ကျေးမှုဓလိစံတန်ပိုးတွေနဲ့ပါဝင်ခြင်းဖြစ်တယ်လို့ပြောလို့ရပါလိမ့်မယ်။တကယ်တမ်းပြန်သုံးသပ်ကြည့်ရရင်2010ခုနှစ်အရှေ့ပိုင်းမှာဒီမိုကရေစီတော်လှန်ရေးအင်အားစုဟာစစ်အစိုးရရဲ့နှီးနှိုးဆောင်ဖိနှိပ်မှုအောက်မှာအတော့ကိုအင်အားကြီးနဲ့တွားခဲ့ပါပြီ။2000ခုနှစ်ရှေ့ဝါရောက်အရေးအခင်ဟာဒီမိုကရေစီတော်လှန်ရေးအင်အားစုတွေဘက်ကနောက်ဆုံးပြနိုင်ခဲ့တဲ့အင်အားတနည်းအားဖြင့်နောက်ဆုံးကြည်စမ်းလို့ပြောရမလားပါပဲ။ အဲတုန်းကအရှိန်အမြင့်ဆုံးရောက်ခဲ့တဲ့အချိန်ဟာ2008စက်တင်ဘာ24 25 26ရက်နေ့တွေဖြစ်ခဲ့ပြီးစစ်အစိုးရရဲ့အကြမ်းဖက်ဖိနှိပ်မှုတွေရင်ဆိုင်ရပြီးနောက်ပိုင်းရက်တွေမှာလူမှုစန္ဒပြပွဲတွေအကြီးအကျယ်လုပ်ဖို့ဘလို့မှပြန်တီးလို့မရခဲ့တော့ပါဘူး အဲနောက်ပိုင်းမှာတော့အတုံးလိုက်အတုံးလိုက်ဖမ်းဆီးခံရထောင်ချခံရရင်ဒီမိုကရေစီအင်အားစုတွေဟာလုံးပါပါသွားခဲ့ရပါတယ်။2021ခုနှစ်စစ်အာဏာသိမ်းမှုစန့်ကျင်ရေးလူမှုလှုပ်ရှားမှုကြီးဟာမျက်နှာသစ်တွေမျိုးဆက်သစ်တွေနဲ့ဒီမိုကရေစီတော်လှန်ရေးကြီးကိုအာသစ်ပြန်လောင်းလာတဲ့အခင်းအကျင်းကြီးတစ်ခုပဲဖြစ်ပါတယ်။ဒီမိုကရေစီအရေးလှုပ်ရှားတက်ကြွသူလူဟောင်းတွေအတော်အသင့်ပါဝင်ပေမဲ့တကယ့်အင်အားအစစ်ကမျက်နှာသစ်မျိုးဆက်သစ်အင်အားစုတွေကအ धिक အင်အားအဖြစ်ပါဝင်လာခဲ့တာတွေ့ရပါလိမ့်မယ်။ဒါဟာရှေ့မှာပြောခဲ့တဲ့ဒီမို မိုကရေစီနိုင်ငံရေးယဉ်ကျေးမှုစံတလူတွေကိုလေ့ကျင့်သင်ယူရတဲ့ဖြစ်စဉ် political socialization ကနေ democracy အခြေခံအခွင့်အရေးနဲ့ရပိုင်ခွင့်တွေကိုနှစ်သက်ခုံမင်းရယူလို့တဲ့နိုင်ငံရေးရင်ကျေးမှုစံတလေး political culture ထွန်းကားမှုရဲ့အကျိုးဆက်အနေနဲ့ပေါ်ထွက်လာတဲ့လက်တွေ့နိုင်ငံရေးဆုံးဖြတ်ဆောင်ရွက်ချက် political decision action လို့ပြောလို့ရပါလိမ့်မယ်။တနည်းအားဖြင့်2020ကနေ2021စစ်အာဏာသိမ်းမှုမဖြစ်မီကြားကာလကြီးတစ်ခုလုံးဟာ democracy တော်လှန်ရေးမျိုးဆက်သစ်တွေကိုအားပြန်မှုတဲ့ကာလကြီးတစ်ခုလို့ဖြစ်သွားခဲ့ပါတယ်။လက်ရှိ2021ခုနှစ်စစ်အာဏာ နာသိမ်းမှုအလောဒီမိုကရေစီအရေးကြိုးပမ်းမှုဖြစ်စဉ်ကြီးတစ်ခုလုံးဟာ2012ခုနှစ်ကလူလူကောင်းဆောင်တော်အောင်ဆန်းစုကြည်စွန့်စွန့်ဆဆဆုံးဖြတ်ချက်ချခဲ့ရတဲ့နိုင်ငံရေးဆုံးဖြတ်ချက်အရေးကြီးနဲ့အဲ့ဒီကာလတလျှောက်လူလူကောင်းဆောင်ဟောပြလမ်းပြခဲ့တဲ့ဒီမိုကရေစီနိုင်ငံရေးရင်ကျေးမှုစံတလေးထွတ်သွင်းမှုဖြစ်စဉ်ကြီးနဲ့အားကောင်းစွာဆက်ဆက်နေတယ်လို့ယူဆမိပါတယ် အခွင့်အရေးရတဲ့အချိန်ကြာရင်သူတည်တနာလုံတင်တဲ့ hypothesis လည်းဖြစ်ပါလိမ့်မယ်။အဲဒါကြောင့်လည်းပြည်သူတို့အူချင်းစီအတွက်ကျမအယံကုန်ယူတယ်။အထူးသဖြင့်လူငယ်တွေအတွက်ကျမကုန်ယူတယ်။ဒီမိုကရေစီရဲ့အရာတာကိုနှစ်အနေငယ်လေးလောက်ပဲသူတို့ကြုံခဲ့ရပေမယ့်ဒီစနစ်ကိုတန်ဖိုးထားခုခံကာကွယ်လို့စိတ်အပြည့်ရှိတာကိုတွေ့ရလို့ကျမဝမ်းသာတယ်လို့ဒေါအောင်ဆန်းစုကြည်ကမစ္စတာရှောင်းတာနဲ့ကတဆင်ပြည်သူနဲ့လူငယ်တွေကိုအမစကားပလိုက်ခြင်းသာဖြစ်ပါတယ်။ဆောင်ပါရှင်ဇေယဦးသည်နိုင်ငံရေးအကျဉ်းသားဟောင်းတဟုဖြစ်တယ်လို့ ဖူးပရိုက်ပညာသင်ဆူဖြင့်အမေရိကန်ပြည်ထောင်စုလူဝီဘေးတက္ကသိုလ်မှနိုင်ငံရေးသိပ္ပံမဟာဘွဲ့ရရှိထားသူဖြစ်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုသုတေသနလုပ်ငန်းအဖွဲ့ဝင်တဦးလည်းဖြစ်သည်လက်ရှိတွင်လည်းဒီမိုကရေစီနှင့်ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးလှုပ်ရှားမှုတွင်တက်ကြွစွာပါဝင်နေသူဖြစ်သည်